ျွန်တော်ဥဖုံးဓာတုပါအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့တော့ဘယ်လိုစကားပြောဆိုကြရာတင့်တင့်လျောက်ပတ်သလင်းဆိုတဲ့အကြောင်းကိုပြောဆိုဆွေးနွေးပြရစီလူရဲလို့ဖြစ်လာရင်ဟောဒီပါဇက်ကစကားပြောကြတယ်အစာစားတယ်အစာစားမှရင်ကိုတယောက်ပဲဒုက္ခရောက်မယ်စကားမှရင်ကိုလည်းဒုက္ခရောက်မယ်သူလည်းဒုက္ခရောက်ဒါကြောင့်စကားပြောဆိုခြင်းဟာလူ့ဘဝပေါင်းသင်းဆက်ဆံရေးမှာ relationships မှာ အလွန်အရေးကြီးတဲ့ဟောဒီအပေါက်ကလေးပဲလို့ကျွန်တော်နားလည်လာတယ်ပြောကြစို့စကားပြောတဲ့အခါမှာသူလည်းအကျိုးမရှိကိုလည်းအကျိုးမရှိတဲ့စကားမပြောမိဘူးသူသာအကျိုးရှိပြီးကိုအကျိုးမရှိဘူးကိုအကျိုးရှိပြီးသူအကျိုးမရှိဘူးဒီလိုစကားလေအကောင်းဆုံးကတော့သူလည်းအကျိုးရှိကိုလည်းအကျိုးရှိတဲ့စကားကိုဘယ်လိုအချိန်မှပြောမလဲ forward to speak properly တင်းတယ်လျောက်ပတ်တဲ့စကားပြောဆိုတဲ့အခါမှာလိုအပ်တဲ့အချက်လေးခုရှိပါ ီအကြောင်းကိုမပြောဆိုမိဘူးနှုတ်မှုစွာရာဘလောက်ဒီအရေးကြီးတယ်လဲဟိုရှိခက်ယောမခက်မှာဆိုရင်နှုတ်မှုစွာရကျွမ်းကျင်သူတွေဟာလူတိုင်းအပေါ်မှာဥဆောင်နိုင်သူတွေဖြစ်ကြတယ်လူမှုရေးစီးပွားရေးတရားစီရင်ရေးနိုင်ငံရေးရာတွေအစရှိတဲ့ပတ်ဝန်းကျင်အားလုံးမှာစကားပြောဆိုနိုင်စွာရှိသူစကားပြောကောင်းသူများဟာလူရှိမှာခေါင်းဆောင်အဖြစ်ရပ်တည်နိုင်ကြတယ် ဒီနေ့ခက်အဖြစ်ပါလေစကားပြောဆိုတဲ့အခါမှာကိုပြောတဲ့စကားထဲမှာကို့ကိုယ်တိတ်ခါတွေပါသွားနေတာကိုပြောတဲ့စကားလုံးတွေထဲမှာကို့မိသားစုရဲ့တန်ဖိုးကို့လူမျိုးရဲ့ဇယကို့တိုင်းပြည်ရဲ့ဂုဏ်တိတ်ခါတွေပါနေတယ်ဆိုတာကျွန်တော်သတိပြုကြရပြီစကားပြောဆိုတတ်ခြင်းဟာအလွန်တန်ဖိုးရှိတယ်လို့စကားပြောဆိုမှုမှားယွင်းခြင်းဟာတန်ဖိုးများစွာကျဆင်းနိုင်တယ်ဆိုကြပါစို့ သူနဲ့ကိုယ်နဲ့ချစ်သူဖြစ်ခဲ့တာဟာဒီနှခမ်းလေးကပြောတဲ့စကားကြောင့်ပေါ့ဒီချစ်သူတရားဝေးသွားတာလဲဟာဒီနှခမ်းလေးကထွက်လာတဲ့စကားကြောင့်ပဲမဟုတ်ဘူးလားစကားကြောင့်ချစ်သူတွေဖြစ်ခဲ့ကြတယ်စကားကြောင့်ချစ်သူတွေပွဲခဲ့ကြတယ်စကားကြောင့်သူနဲ့ကိုယ်နဲ့ပေါ်ပြီးရင်းနှီးလာတယ်စကားကြောင့်သူနဲ့ကိုယ်နဲ့ရန်သူတွေဖြစ်သွားကြတယ်စကားပြောဆိုတဲ့အခါမှာတချို့ကကောင်းမြတ်တဲ့စကားကိုပြောတတ်ကြတယ် ဒါပေမဲ့စကားအပြောမကောင်းကြ။အဲ့ဒီကကောင်းမြတ်တဲ့စကားကိုပြောပြီးစကားပြောမကောင်းဘူးဆိုတာကြောင့်သူစကားကတန်ဖိုးရှိတဲ့လားရှိတော့ဘူး။ဒီတော့ကောင်းမြတ်တဲ့စကားကိုဘလို့အချိန်မှစကားပြောကောင်းတဲ့သူဖြစ်တဲ့လဲဆိုတဲ့တင့်တင့်လျောက်ပတ်တဲ့စကားပြောဆိုမှုကျွန်တော်ဝေမျှခြင်းလား။ဒီနေရာမှာစကားကောင်းပြောခြင်းတဲ့သူစကားပြောကောင်းခြင်းတဲ့သူဟာဘုဒ္ဓတကျွယ်ဝဖို့လိုတယ်။အတွေ့အကြုံကြီးဖို့လိုတယ်။ဖြတ်တန်းမှုတွေ များစွာထဲမှာဖြတ်တန်းခဲ့သူဖြစ်ဖို့လိုတယ်တဲ့ချက်နှစ်ချက်စာဖတ်နာဖို့လိုပါဘူးသုံးချက်အများပြောတဲ့စကားကိုအာယုဆိုင်နားထောင်ပြီးမှတ်သားထားတဲ့သူဖြစ်ဖို့လိုပါလေနောက်ဆုံးတစ်ချက်ကတော့ခရီးများများသွားပြီးမှုလိုပါလေအဲ့ဒီဘဝရလာတဲ့အပြေကျုံပြီးထိတွေ့မှုတွေကနေတဆင့်လောကကြီးမှာဟိုဟာစကားအကောင်းပြောတတ်သူစကားပြောကောင်းသူဖြစ်တဖြည်းဖြည်းလေ့ကျင့်ပြုထောင်ယူလို့ရမှာ ကဲဒီတော့စကားပြောပြီဆိုလို့ရှိရင်လိုအပ်ချက်၄ချက်ရှိ Four way to speak properly အတူကမှချင်တယ်ဆိုရင်တော့ S P E P တကယ်တော့ saturation လို့ခေါ်တယ်အခြေအနေကိုကြည့်ရပါတယ်ကိုစကားပြောရမယ့်သူရဲ့အခြေအနေကိုကြည့်ရတယ်သူဒေါသထွက်နေတာလား तू စိတ်ကြည်နေတာလား तू အလုံးရှုပ်နေတာလားကိုပြောမယ့်စကားဟာ သူအလုံးရှုံနေချင်းသွားပြောလို့ရှိရင်ကိုစကားထိရောက်ပါမလားသူ့အနေနဲ့ဘသူနဲ့စကားပြောနေတာလဲ तू ဒီကိစ္စမှာ तू စိတ်ပါဝင်စားနိုင်စွာရှိပါမလားအစရှိတဲ့ saturation ကိုကြည့်ရတယ် saturation မှာတော့ဆိုကိုစကားဘလောက်ဖက်တန်မှုရှိရှိကိုစကားနားမပေါက်တော့ဘူးဒါကြောင့်တစကားပြောမယ်ဆိုရင် saturation ကိုခေါ်ချင်းနေကြည့်ရပါတယ်တနည်းအားဖြင့်ကာလကိုကြည့်ရပါ နှစ်ကတော့ place နေရာဒေသကိုကြည့်ရပါတယ်ကိုပြောမဲ့စကားဘယ်နေရာမှာလဲ public area မှာပြောမှာလားအစီဝေးခန်းထဲမှာပြောမှာလားဓမ္မမဟုတ်ရင်ချစ်သူနေရာတပင်းအောင်မှာပြောမှာလားမိဘရှိမှာပြောမှာလားအစရှိတဲ့ဖြစ်ကျွန်တော်တို့ကနေရာကိုကြည့်ရပါတယ်တကယ်လို့နေရာမှာသွားပြီဆိုလို့ရှိရင်ကိုပြောတဲ့စကားတန်ဖို့ရုပ်ရော့သွားမှာပဲအစီဝေးခန်းမှာကြီးထဲမှာကိုယ့်ရဲ့ကိုယ်ရေးကိုယ်တော်ထပြောလို့မရဘူး ဒီတိုင်းပဲ public area ထဲမှာစကားကိုအကျဉ်းကြီးပြောခြင်းတော့မဖြစ်ဘူးတနည်းအားဖြင့် data place ကိုကြည့်ရပါတယ်နေရာ data ကိုမကြည့်ပဲစကားတစ်ခုကိုပြောလိုက်ရင် ကိုယ်စကားအရာမရောက်နိုင်ပါဘူးနံပါတ်3ချက်ကတော့ emotion ကိုယ်နဲ့စကားပြောရမယ့်သူမှာဘာပြောကကန့်နေတယ်လဲသူဘာခံစားနေရလဲသိဖို့လို तू နဲ့ကိုယ်နဲ့ရပြိုင်ပက်လားလုပ်ငန်းမှာပြိုင်ပက်လား तू ကကိုယ်မုန်းနေတာလား तू ကကိုတပတ်သားမနာလိုဖြစ်နေတာလား तू နဲ့ကိုနဲ့တစ်ချိန်လုံးကဘယ်လိုကြောင်းတော့ရန်စားနေရှိခဲ့ဘူးတည်း तू နဲ့ကိုနဲ့ကလုတ်ဖို့ကြိုင်ပက်လားသွားပေါ်လာပက်လားပြောမနာဆိုမနာလားအဆရှိပယောဂကိုလည်းကြည့်ရပါတယ် emotion ကိုကြည့်ပြီးပြောကြရတယ် number 1ချက် t position ကိုနဲ့စကားပြောမဲ့သူဟာအဖေလားအမေလားညီကောင်မောင်နှမလား ဆွေမျိုးသားချင်းလားဆရာသမားလားအုပ်ချုပ်သူလားအထက်အရာရှိလားယဟန်တန်ဃာတို့လားအစရှိသဖြင့်သူတို့ရဲ့ဥပဒေကိုကြည့်ပြီးတော့ကျွန်တော်စကားပြောဆိုရပါတယ်ကို့အမိနဲ့စကားပြောရင်ချစ်ချစ်ခင်ခင်ပြောရမယ်ကြင်ကြင်နာနာပြောရမယ်ရင်းနေနေပြောရမယ်နွေးနွေးထွေးထွေးပြောရမယ်ငောက်ငန်းပြီးမပြောရပါဘူးကို့အဖေနဲ့စကားပြောရင်မခန့်တရမပြောရဘူးမထီလေးစားမပြောရဘူး မယုံမသိမပြောရဘူးထိနေစကားပြောရင်လေးလေးစားစားယူယူတည်တည်ရင်းရင်းနှီးနှီးပြောရပါမယ်ကိုချစ်သူဇနီးမယားလေယောက်ျားနဲ့စကားပြောတဲ့အခါတစ္ဆာစကားကိုပြောရမယ်မလေးညာရဘူးယုံကြည်မှုပြည့်ဝင်းစေတဲ့စကားမျိုးကိုမပြောရဘူးဒေါသနဲ့မပြောရဘူးငေါငေါငန်ငန်အပေါ်စည်းကမပြောရဘူးတူဦးနဲ့တူပြည်ပြည်လဲလဲဖြစ်အောင်ပြောကြရပါမယ်ဒီလိုပဲ ကိုတပည့်သားမိများနဲ့ကိုကပြောရတော့မယ်ဆိုရင်တော့အကြောင်းကျိုးဆင်ခြင်ပြီးပြောရပါမယ်ဆရာထက်တန်စွာပြောရမယ်ဘဝနေနည်းထိုင်နည်းတွေပြောဆိုပြရမယ်သူတို့စိတ်ဝင်စားနိုင်တဲ့ဥပမာဥပမေးရာတွေနဲ့ပြောဆိုရပါမယ်ကိုမိတ်ဆွေတငယ်ချင်းများနဲ့စကားပြောရင်ပျော်ပျော်ရွှင်ရွှင်ပြောရမယ်မြူးမြူးထူးထူးပြောရမယ်ရင်ရင်နီးနီးပြောရမယ်တယောက်ကိုတယောက်အာမနာတဲ့ ခင်မင်းခင်မင်းသလားပြောဆိုခွင့်ရှိတယ်။သို့တော်သူ့ရဲ့အားနည်းချက်ပေါ်မှာဖိပြီးစကားမပြောရပါနှိမ့်ချပြီးပြောဆိုမှုရှောင်ရှားရမယ်ဒီလိုပဲလုပ်ငန်းဝင်မှာအထက်အရာရှိတဲ့စကားပြောမယ်ဆိုရင်ရည်ကြီးကြီးပြောရမယ်မဖြစ်နိုင်တဲ့စကားကိုမပြောရဘူးသူများအကြောင်းမပြောရဘူးကိုပြောတဲ့စကားကိုသူနားထဲဝင်အောင်တိတိကျကျရေးမှတ်ပြီးပြောရမယ် ူပြောသမျှကိုလည်းအထက်အရာရှိပြောသမျှကိုလည်းတည်တည်ချာချာကိုကမှတ်သားပြီးပြန်လည်တင်ပြရမယ်ဖြစ်နိုင်တဲ့မဖြစ်နိုင်ဘူးဆိုတော့ချက်ချင်းညှင်းဆိုမှုမပြုတ်ရပါဘူးကဲဒီတော့စကားပြောဆိုတဲ့အခါမှာမိမိရဲ့နှုတ်မှုစွမ်းရည်ထဲမှာဘယ်လိုညံသွင်းပြီးပြောမလဲဘလူညံသုံးပြီးပြောမလဲဘလူစကလုံးတွေရွေးချယ်ပြီးပြောမလဲဆိုအရေးကြီးတယ်အခုပြောတဲ့ SBEP ်သီအိုရီကိုလည်းနားလည်မယ်ဆိုရင်စကားပြောကြွကျင်သူတင့်တင့်လျောက်ပတ်တဲ့စကားပြောဆိုနိုင်သူဖြစ်ပါလိမ့်မယ်အနစ်ချုပ်ပြန်ပြောရမယ်ဆိုရင် s saturation အခြေအနေကိုကြည့်ပြီးစကားပြောရပါမယ် p place နေရာဒေသကိုကြည့်ပြီးစကားတစ်ခုကိုပြောတဲ့မပြောတဲ့စဉ်းစားဆုံးဖြတ်ရပါပြဿနာဖြစ်စေမဲ့စကားမဖြစ်နိုင်တော့ပါဘူး၃ e emotion ကိုယ်နဲ့စကားပြောမဲ့သူဟာ ။ "तू ဘာကိုမုန်းနေတာလား၊ကိုဘာသူ့ပေါ်မှာမနာလိုနေတာလား။အဆရှိတဲ့ဘယ်လိုပြောကနေပူကတ်နေသလဲဆိုတဲ့ emotion ပေါ်မှာကြည့်ပြီးကိုယ့်စကားလုံးကိုရွေးချယ်သုံးလို့ရပါမယ်။နောက်ဆုံးပြရတော့ကိုယ်နဲ့စကားပြောမဲ့သူရဲ့ဥပဒေမိဘလားတငယ်ချင်းလားမောင်နှမလားမိတ်ဆွေလားလုပ်ငန်းခွင်ထဲမှာရှိတဲ့တငယ်ချင်းချင်းချင်းလားထဲ့ရာရှိနေလားအုပ်ချုပ်သူနေလား position ကိုကြည့်ပြီးကျွန်တော်တို့ကစကားလုံးကိုရွေးချယ်သုံးလို့ပြောဆိုရပါ အခုပြောခဲ့တဲ့ SBEP theory ကိုလေးစားလိုက်နာပြီးလောကကြီးထဲမှာနှုတ်မှုစွမ်းရည်ထက်မြက်သူစကားပြောကောင်းမှုဖြစ်အောင်ကျွန်တော်တို့အတူကြိုးစားကြမယ်အားလုံးစကားပြောစွမ်းရည်မြင့်မားပြီးလုပ်ငန်းတွင်ထဲမှာတာတာရရရှိကြပါစေမင်္ဂလာပါ